ငွေရီထားစရာမရှိအောင်ချမ်းသာပေမဲ့စင်ရဲခြင်းအောင်ဆောင်နေတဲ့အနုပညာရှင်၄ယောက် ပရိသတ်များအလုံးမင်္ဂလာပါရှင်ရွှေမန်းလေး channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်အင်တာနက်ကမှာအနုပညာရှင်တွေဆယ်လီတွေဟာနည်းနည်းလေးပတ်စံရှင်ရင်ကိုတစိုက်ကိုတအိတ်လောက်ကကြွားကျင်ကြတဲ့လူတွေများပါတယ်စမိုင်းဆိုရင်လည်းဒီမှာဘလောက်ထိချမ်းသာကြောင်တစ်နေ့တစ်မျိုးမယိုးရအောင်ကြွားနေရပါဒါပေမဲ့တခြားတစ်ဖက်မှာတော့မပြည့်တဲ့အိုးကဘောင်းမင်ကန်ပြည့်တဲ့အိုးကဘောင်းမင်မခက်ဆိုသလိုအရန်ကိုချမ်းသာကြွားနေပေမဲ့ပိုင်ဆိုင်မှုတွေကိုလူတွေမသိအောင်ကြွားလို့မထုတ်ပေရိုးသားစွာနေကြတဲ့အနုပညာရှင်တွေရှိပါတယ်ဒီဗီဒီယိုထဲမှာတော့အရန်ကိုချမ်းသာကြွားနေပေမဲ့ ဲ့ပိုင်ဆိုင်မှုတွေကိုခြောက်မပြကြွားလုံးမထုတ်ပေရိုးသားစွာနေကြတဲ့နုပညာရှင်တွေကိုပြောပြပြီးတော့မှာပါနံပါတ်၄မိုးဟေကိုနမေအရင်တော်အေးအေးခံဖြစ်တဲ့မိုးရီကိုဟာမြန်မာနိုင်ငံမှာအောင်မြင်တဲ့ထိတ်တန့်မင်းသမီးတစ်လက်ဖြစ်တယ်လို့သမိုင်းရဲ့ချမ်းသာကြွားမှုကလည်းအင်မတန်ကိုများပြားပါတယ် အထူးသဖြင့်မိုးရီကိုဟာနာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်ထားသလိုသူမပိုင်ဆိုင်ထားတဲ့ပိုးရေတိုက်တွေ၊စိန်တိုက်တွေကအများကြီးပါ။ဒါကြောင့်လည်းနေကြည်ဦးလို့တတိမကြီးကတောင်းမိုးရီကိုကိုတလေးတစားနဲ့သူ့ရဲ့မင်္ဂလာပွဲကိုဖိတ်ကြားခဲ့ရတဲ့အထိပါပဲ။ မိုးဟိတ်ကိုစီးနေရကားဆိုရင်တော်ယုံထိတ်တန့်တထေးကြီးတွေတောင်ဝယ်မစည်းနိုင်တဲ့ကားမျိုးပါပြောဆောင်မင်းသမီးမိုးဟိတ်ကိုကဒီလိုမျိုးချမ်းသာကြွားနေပေမဲ့သူမကချမ်းသာတဲ့တထေးမကြီးတယောက်ဆိုတာကိုထကြွားတာမျိုးမရှိပါဘူးမိုးဟိတ်ကိုကအမြဲတမ်းတင်းငယ်အေးဆေးစွာနေတတ်ပြီးတော့ပွဲလန်းသဖြင့်အခမ်းအနားတွေကိုလည်းတန်ဖိုးကြီးလက်ဝဲရတနာတွေဖက်ရှင်ဘရန်တွေကိုမွေဖဲနဲ့ရိုးရှင်းစွာနဲ့တက်ရောက်လေးရှိပါတယ်ဒါကြောင့်မိုးဟိတ်ကိုကိုချမ်းသာပေမဲ့ပိုင်ဆိုင်မှုကိုချမပြကြွားလုံးမထုတ်တဲ့အနုပညာရှင်ဖြစ်သတ်မှတ်ရမှာပါ နံပါတ်3လွင်မိုးတခိတခါကထိတ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့တဲ့လွင်မိုးဟာအခုချိန်မှာတော့အရန်ကိုချမ်းသာကြွယ်ဝတဲ့တထေးကြီးဖြစ်နေပါပြီအထူးသဖြင့်လွင်မိုးကမြန်မာနိုင်ငံမှာအချမ်းသာဆုံးတထေးကြီးဥတီစားနဲ့တငယ်ချင်းအရင်ဖြစ်တယ်လို့သိရပြီးရော အစိုးရစီမံကိန်းဘတ်ဂျက်တွေမှာလေးလံအောင်ပြီးတော့လုပ်ကံကွင်းရခဲ့သူဖြစ်ပါတယ်။ဒါအပြင်လွင်မိုးကမြန်မာနိုင်ငံတဝမ်းရုပ်ရှင်ရုံနေဆောက်လုပ်မဲ့ project တွေကိုလည်းလုပ်ကံခဲ့ရဖြစ်ပါတယ်။လွင်မိုးကဒီလိုချမ်းသာနေပေမဲ့သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုချမှတ်ပြပဲအမြဲတမ်းရိုးရိုးရှင်းရှင်းနာနေတဲ့တဲ့သူပါ။ အခုချိန်မှာတော့လွင်မိုးဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းတတိကြီးတဦးလို့မထင်ရလောက်အောင်မြေလေးကိုထိန်းချောင်းနေရဖိုးဖိုးကြီးအဖြစ်နဲ့ဘဝကိုရိုးရှင်းစွာနဲ့ဖြတ်သန်းနေပါတယ်။နံပါတ်1နဝရက်တခိတစ်ချိန်တုန်းကနာမည်ကြီးထိပ်တန်းမင်းသမီးဖြစ်ခဲ့ပြီးတော့အခုချိန်မှာနှွေပညာလောကကိုစွန့်ခွာသွားတယ်။အပြိုကြီးမမတရုတ်ဆောင်နဝရက်ဟာဆိုရင်မြန်မာနိုင်ငံရဲ့ထိပ်တန်းကြောက်စိမ့်လောပန်းတတိမကြီးဖြစ်နေပါတယ်။နဝရက်ဟာဖားကဲမှာကြောက်စိမ့်တွေများစွာပိုင်ဆိုင်ထားသလိုရန်ကုန်မြို့ရဲ့နာမည်ကြီးအလှပြင်ဆိုင် TH နဲ့တခြားသောထိပ်တန်းစီးပွားရေး လုပ်ငန်းများစွာကိုလည်းပတ်နေပါတယ်။တရုတ်ဆောင်မင်းသမီးနဝရဟာဒီလိုမျိုးချမ်းသာကြွားနေရကြောင်းဒီမှသာကြွားမယ်ဆိုရင်ကြွားလို့တောင်မကုန်ပါဘူး။ဒါပေမဲ့လည်းနဝရဟအင်တာဗျူးတွေမှာတိုက်တွေအများကြီးပိုင်လို့ကိုနေနိုင်တာကတလုံးပဲရှိကြောင်းကားတွေအများကြီးပိုင်ထားလဲကိုစည်းနိုင်တာကတစည်းသာရှိကြောင်းဒါကြောင့်ဘဝကိုရိုးသားအေးဆေးစွာနဲ့နေတာအကောင်းဆုံးဖြစ်ကြောင်းရိုးသားစွာနဲ့ဘဝနေထိုင်နည်းတွေကိုခြားပြခဲ့ပါတယ်။နံပါတ်1နန္တာလိုင်း အနုပညာလောကမှာအချမ်းသာဆုံးသူကိုပြပါဆိုရင်တော့နန်ဒာလိုင်ကိုပြရမှာပါ။နန်ဒာလိုင်ဟာမြန်မာနိုင်ငံမှာအချမ်းသာဆုံးတတိကြီး၅ဦးမှာတဦးပါဝင်ဖြစ်တဲ့ဈေးကပါဦးခင်ရွှေရဲ့သားဖြစ်သူဈေးတီဟာနဲ့လက်ထပ်ထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိကြော်ကြီးလည်းဖြစ်နေရပါ။ဒါကြောင့်မလို့နန်ဒာလိုင်ဟာစမိုင်းတို့လိုတတိတွေလောက်တော့အပြော့လို့ဆိုနိုင်ပါတယ်။နန်ဒာလိုင်ဟာဒီလိုချမ်းသာကြွယ်ဝနေပေမဲ့ဘဝကိုရိုးသားအေးဆေးစွာနဲ့ဖြတ်သန်းနေပြီးတော့လူမြင်ကွင်းရှိတောင်မှပေါ်လာတာကနေပါတယ်။အထူးသဖြင့်နန်ဒာလိုင်ရဲ့ Facebook စာမျက်နှာတွေမှာရိုး ထားတဲ့တာမန်အိမ်တောင်ရှင်မတအူးဖြစ်တာပရိသတ်တွေကမြင်တွေ့ရတာဖြစ်ပါတယ်။အခုပြောပြခဲ့ရကတော့ချမ်းသာပေမဲ့မကြွားတဲ့အနုပညာရှင်တွေအကြောင်းပါပရိသတ်တို့သိတဲ့ချမ်းသာပေမဲ့မကြွားတဲ့အနုပညာရှင်တွေရွှေ့ရင်လည်းမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။